ညီငယ်တယောက်ကပြောတယ်အကိုတဲ့ကျွန်တော်မှာတဲ့သူဒီ6ချီတယ်တဲ့အိမ်ကလူတွေထိုက်လာပေးတယ်တဲ့ကျွန်တော်ဘလို့ချက်ဆရမလဲကျွန်တော်ချက်လက်မတတ်ဘူးတဲ့အကိုဘလို့ချက်လဲဆိုတော့ချက်ပြပေးပါအောင်တဲ့သူတောင်းဆိုထားလို့ဒီနေ့ကျွန်တော်ချက်ပြလိုက်ပါတယ်เนาะအရင်ဦးဆုံးတစ်သူဒီ6ကိုကျွန်တော်အရင်ဆုံးရေးဆိုင်လိုက်ပါမယ်ရေးမဆိုင်ဘူးဆိုရင်တော့အရင်ဆုံးပျောက်လိုက်ပြီးရင်တော့ထောင်းလိုက်ရင်လည်းရပါတယ်เนาะမထောင်းဘူးဆိုရင်ကြကြလေးချက်လိုက်ရင်တော့သူကြည်သွားလိုက်ပါမယ် ဒါကတော့ Jeju တိုကဝက်တာပေါ့နော်ဒီနေ့ကတော့မူတောင်တီတူဒီနဲ့ Jeju တိုဝက်တာနဲ့တွေ့ပြီဒီနေ့တော့အရင်ဆုံးကျွန်တော်ချင်းချက်ပေါ်အတွက်စီထည့်လိုက်ပါမယ်စီပူလာပြီဆိုရင်တော့ကျက်တော်နေနဲ့ငရုတ်တီးထောင်းထားတာကိုစီရင်တက်လိုက်ပါမယ်ပြီးလို့ရှိရင်စွန်နေမှအနေငယ်ထည့်လိုက်ပါမယ်တစ်တူဒီကခြေနေတဲ့အတွက်ကြောင့်ကျွန်တော်ငပိကိုနည်းနည်းများများထည့်လိုက်ပါမယ်နော်ပြီးလို့ရှိရင်တော့မွေလိုက်ပါမယ် ကျက်တော်နီနော်လာတဲ့အထိကျွန်တော်စီတိုက်ရပါမယ်နော်စီတိုက်တဲ့ခါကျရင်ဆက်ချီချီလေးထားပြီးတော့စီတပ်ပေးပါမယ်နော်ပြီးလို့ရှိရင်ဝတ်သားကိုထည့်လိုက်ပါမယ်ရောတမတော်အောင်ဤမှုလိုက်ပါမယ်နော်ဆိတ်လေးချီချီထားပြီးတော့ချီချီလေးမှုပေးပါမယ် ိုးလည်းမကအောင်မရောက်ဆောင်ဆွေးရည်လည်းအနေငယ်ထက်လိုက်ပါမယ်ပြီးလို့ရှိရင်ရောသမသွားအောင်ငွေလိုက်ပါမယ်တာကတော့ကျွန်တော်တို့အရတာသတ်ဆတ်တော့မယ်နော်စားထည့်ပါမယ်ပြီးလို့ရှိရင်ခင်းချော်မောက်လည်းအနေငယ်ထည့်လိုက်ပါမယ်နော်ခင်းချော်မောက်ကတော့မစားရင်လည်းမထည့်လို့ရပါတယ် ပြီးလို့ရှိရင်အနာလေးမွေးကြိမ်သွားအောင်ကျွန်တော် sweet tea masala ကိုလည်းအနေငယ်ထည့်လိုက်ပါမယ်။အရာဒါနှစ်ဆက်သွားအောင်မွေးပေးရပါမယ်။ကျွန်တော်တို့မွန်ပြင်းနယ်မှာဆိုရင်ဒီ chain ဆိုရင်တစ်တူဒီဒီပေါ်နေပြီနော်။အိုင်တိုင်းလိုလိုတစ်တူဒီနဝက်သားကဆက်စားကြတာများပါတယ်။ကိုကနိုင်ငံသားမှာဆိုတော့တစ်တူဒီ6ပဲရမှာပေါ့လေနော်။ဒါကတော့တစ်တူတီ6ကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တစ်တူတီလေးနူးအောင် ဝက်သားလေးနူးအောင်ဆိုပြီးတော့ရေနွေးကိုခမများများထည့်လိုက်ပါမယ်ပြီးလို့ရှိရင်အဖောင်လေးအောက်အောက်ထားလိုက်ပါမယ်နော်တငယ်ချင်းတို့ရောတစ်တူဒီနဝက်သားကြိုက်တယ်လို့ရှိလားဗျာရှိရင်တော့အောက်မှာ comment မှာရေးလာပေးပါနော်ဒါကတော့နိုင်ရွယ်လောက်ချက်ထားတဲ့အနေထားပေါ့နော်တစ်တူဒီရောဝက်သားရောနူးနေပါပြီဒါကတော့ခင်ရတော့ကြက်နေပါပြီနော်အရာဒါလေးမြည်ကြည့်ပြီးရင်တော့ပြဒါစင်ပြေပြီးဆိုရင်တော့နောက်ဆုံးမှာမဆလာလေးအောက်လိုက်ရင်တော့စားလို့ရပါပြီဗျာ တတူဒီနဝတာဟင်းဆိုရင်တော့ကျွန်တော်တို့မွန်လူမျိုးတွေအရန်ကြကြတဲ့ဟင်းသမျိုးလေးပါဝင်ပါတယ်ဗျဒီသူမျိုးဟင်းရပြီဆိုရင်တော့ကျွန်တော်တို့ကသမင်းနှစ်ပကံတောက်ပကံကကောင်းမယ်ဆိုတာသိကြပါတယ်နော်တငယ်ချင်းတို့လေးတတူဒီနဝတာဟင်းကြိုက်လားဗျကြိုက်မယ်ဆိုရင်ကြိုက်တဲ့လူရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကို like and share လေးလောက်သွားပေးဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်နော် YouTube မှာလည်း Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လောက်တာပေးဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်เนาะကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိပ်ကြည့်ပေးတော့အထူးပဲကျေးဇူးတင်ပါတယ်ဗျာ